မောလီဝတနဲ့ဇလပေရာညွှန်ကြားမှုဦးစီးဌာနမှဒီကနေ့မြန်မာစံတော်ချိန်ည9:00နာရီမှာအချိန်အခါမဟုတ်မိုးရွာနိုင်မဲ့သတိပေးချက်ကိုထုတ်ပြန်ထားပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံမှလင်းနှင်းများရင်းနဲ့တရုတ်ပြည်မှကြီးပေါ်ရှိလေပြည်အကြီးရောင်းဝန်းဒေသမှရွေးရှားလာတဲ့လေအေးများတွေ့ဆုံမှုကြောင့်၎င်း အရှိဘတ်မှရွေးရှားလာတဲ့လေဘေးလှိုင်းများရဲ့အစဉ်ကြောင့်၎င်းဒီကနေ့ညမှာဧပြီလ23ရက်အတွင်းနေပြည်တော် ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရယတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှနေရာကျဲကျဲနဲ့တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ် ို့ဖြစ်ပါ၍ပြည်သူများအနေနဲ့အချိန်အခါမဟုတ်မိုးရွာခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုထားပါတယ်ရှင်။